Hello အားလုံးပဲမင်္ဂလာပါ episode ဖောက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လုတ်ပေးမယ် pick up reading လေးကတော့ဒီမနေ့ကပေါ့နော်မနေ့က17ရက်17လအဲ့ဒီ manifestation လို့ကောင်းတဲ့အချိန်လေးအဲ့ဒီ portal ပွင့်ပြီးတဲ့နောက်မှာ ကိုဘွားရဲ့ဘယ်နေရာတွေမှာအပြောင်းလဲတွေဖြစ်လာဖို့ရှိလဲဘလို့အပြောင်းလဲတွေဖြစ်လာမလဲဘယ်ချိန်တော့ဖြစ်လာမလဲအစရှိသဖြင့်အဲ့လိုမျိုးလေးကိုကြည့်ပေးမယ်ဘေကကရီဒင်းလေးပဲဖြစ်ပါတယ်အဲ့တော့အတူတူပြောရရင်ဒီ71 71 11 11 border ပြီးမှကိုဘွားရဲ့ဘယ်နေရာတွေမှာအပြောင်းလဲဖြစ်လာမလဲဆိုတာကိုကြည့်ပေးမှာဖြစ်တယ်နော် Okay part 1 amethyst crystal လေးပါပါတူ citrin ကြောက်ရိုင်နှုန်းလေးပါ par 3ဒါတွေကလည်း citrin ပဲဒါပေမဲ့ဒါကကြတော့အာရှေ့ရှေ့တုံးလေးပေါ့နော်ခုနကတုံးလေးနဲ့မတူဘူးပုံစံမတူတဲ့ citrin ပေါ့နော် okay par 1 par 2 par 3ကျိုင်းတဲ့အပေါကိုရွေးချယ်ပြီးတော့ရင်အဲ့ဒီပေါမှာ reading လေးမှာပြန်ဆောင်ကြရအောင်နော် see you Hello Power ဒီ Amethyst Crystal လေးကိုရွေးထားတဲ့ Power လေးတွေအတွက် reading လေးစပေးမှာဖြစ်ပါတယ်เนาะ Okay ဒီ card လေးဒီ card လေးကိုတော့နောက်ဆုံးမှကြည့်ကြမယ်ဒီ card က guidance card လေးပေါ့เนาะ Okay ဒီ card လေးတွေနဲ့ကိုယ့်ရဲ့ဘဝမှာအခုဘာပြောင်းလဲတွေလာဖို့ရှိလဲဆိုတာကိုကြည့်ကြမယ်ဒီ11 11အာ powerful ဖြစ်တဲ့ potter ပွင့်ပြီးမှကိုယ့်ရဲ့ဘဝထဲမှာ ကို့ဘွားရဲ့ဘဲအစိပ်ပိုင်းမှာပြောင်းလဲလေးဖြစ်လင်ဖြစ်မှာလဲဆိုတာကိုကြည့်ကြမယ်ပထမဆုံးကန်တဲ့ဘဲအစိပ်ပိုင်းမှာပြောင်းလဲဖြစ်မလဲဆိုတာကြည့်ကြမယ် two of pentacles ငွေကြေးနဲ့ပတ်သက်တာပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့အာကိုကအဲ့အကြက်တဲဖြစ်နေတာမျိုးအကြက်တဲဖြစ်နေတဲ့ situation နော်အာငွေကြေးနဲ့ပတ်သက်ပြီးတော့အကြက်တဲဖြစ်နေတဲ့အခြေအနေတစ်ခုခုကနေလွတ်မြောက်သွားဖို့ရှိတယ်နော်အဲ့ဒီအကြက်တဲဖြစ်နေတဲ့အရာကကို မိသားစုထဲမှာပဲဖြစ်ဖြစ်အာလုပ်ငန်းယင်းဒီလုပ်ငန်းယင်းဒီမြုံနိုင်ရေးစရှိတဲ့လုပ်ငန်းမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်ငွေအင်အားမလောက်တာတူအင်အားမလောက်တာစရှိတဲ့ဖြင့်အဲ့လိုကိစ္စမျိုးလေးတွေမှာပေါ့နော်အဲ့လိုကိစ္စမျိုးလေးနဲ့ကိုယ့်ဘဝရဲ့အဲ့ဒီကိစ္စအပိုင်းဆိုင်ရာလေးတွေမှာတိုးတက်မှုလေးတွေပြောင်းလဲမှုလေးတွေရှိလာဖို့တွေ့ရတယ်ဘလို့ပြောင်းလဲလေးတွေဖြစ်မလဲဆက်ပြီးတော့ကြည့်ကြရအောင် courage oh okay အဲ့တော့ ကိုကအရင်အတက်ပို့ပြီးတော့အာရန်စွမ်းတက်တိပို့မြင့်လာမယ်အဲ့တော့ကိုကဥမာဒီမှာငွေကြေးအခက်ခဲဖြစ်နေတယ်အရင်တော့မလုံရဲတာတွေလုံရဲလာမယ်အရင်တော့ကိုငွေကြေးနဲ့ပတ်သက်ပြီးတော့စွန့်စားမှုမလုံရဲတာတွေစွန့်စားမှုလုံရဲလာမယ်အစရှိသဖြင့်ဒါမှမဟုတ်ကိုကအရင်တော့ကကုညီတောင်းမှုလူတာကိုကုညီမတောင်းရဲခဲ့တာတွေကုညီတောင်းနိုင်လာမယ်ကုညီတောင်းရဲလာမယ်အဲ့လိုမျိုးပေါ့နော်လုံတဲ့နာကိုလုံရမယ်ရန်စွမ်းတက်တိတွေရှိလာမယ် အင်အားတွေရှိလာမယ်ခွန်အားတွေရှိလာမယ်လှုပ်ရဲကင်ရဲလာမယ်စရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေးရပါတယ်ဆက်ပြီးတော့ကြည့်ကြမယ်အာဆက်ပြီးတော့ဘယ်နေရာတွေမှာဘယ်လိုဆက်ပြီးတော့ဖြစ်ဖို့ရှိလဲပေါ့နော်ဒီပြောင်းလဲလေးတွေအဲ့တော့10 of pentacles အာ ကိုယ့်ဘက်က action ယူလို့ရတာကတော့ဒီမိသားစုနဲ့ဆိုင်တာမျိုးလို့တွေ့ရတယ်10 of pentacles ဆိုတော့လေပြီးတော့ဒီမှာ pentacles လဲထားရဆိုငွေကြီးမိသားစုငွေကြီးနဲ့ပတ်သက်ပြီးတော့ဒီကိုယ့်ဘဝရဲ့ငွေကြီးအကြက်တဲတွေ ြေလည်သွားမယ်ဆိုတော့ကိုကမိသားစုကိုထောက်ပံ့ရင်းနဲ့မှအဲ့လိုမျိုးပေါ့နော်တချို့လူတွေအတွက်ကြောင့်မိသားစုအတွက်ဆိုပြီးရှင်းမှန်းပြီးလုပ်လို့ရှင်ပို့ပြီးတော့ဝင်ငွေတိုးတာမျိုးတွေ့ရတယ်ပေါ့နော်တချို့လူတွေအတွက်အဲ့လိုမျိုးလေးတွေရှိတယ်အဲ့တော့ကိုကမိသားစုအတွက်ရည်စူးပြီးတော့လုပ်ရင်းနဲ့ပို့ပြီးတော့ဝင်ငွေတိုးလာဖို့ရှိမယ်အဲ့လိုအဆရှိတဲ့ဖြစ်ပေါ့နော်ဒါမှမဟုတ်လည်းမိသားစုရဲ့အကူအညီနဲ့မိသားစုရဲ့ခွန်အားနဲ့အာကိုကဒီခက်ခဲကြက်တဲတွေကနေကြော်လွှားနိုင်မယ်နောက်တစ်ခုကကြတော့ဆွေမျိုးတွေ ေါ့နော်ဒါမိသားစုအပြင်ဆွေမျိုးတွေရဲ့အကူအညီနဲ့ဒီငွေကြေးအကျပ်တဲကနေကျော်လွှားနိုင်မှာဆာရှိသဖြင့်အဲ့လိုမျိုးလေးတွေ့ရပါတယ်နော်အဲကိုဘက်ကလုံနိုင်တာကတော့ဒီ courage ဆိုတဲ့အတိုင်းကိုဘက်ကခွန်အားရှိဖို့လိုတယ်အားရင်အပြည့်နဲ့ဆွဲမလျှော့တမ်းဆက်သွားဖို့လိုတယ်အာရဲစွမ်းတတိရှိနေဖို့လိုတယ်ပေါ့နော်လှုပ်ရဲကင်ရဲတဲ့စိတ်ဓာတ်လေးရှိဖို့လိုတယ်ဆက်ပြီးတော့ကြည့်ကြမယ်ဒါကအချိန်ဘလောက်တွင်းမှာဒီအချိန်လေးတွေ တိုးတက်လာမလဲဒီအကြောင်းလေးတွေဘယ်ချိန်ကာလအတွင်းမှာဖြစ်လာမလဲဆိုတာကိုကြည့်မယ်ပေါ့နော် Okay hermit hermit ဆိုတာ major ခန္ဓာကပ်ဆိုတော့မကြတော့ဘူးနော်အလွန်ဆုံးကိုပတ်အမြန်ဆုံးကိုရက်အာ တော်တော်များများအတွက်ကတော့ရက်30အတွင်းမှာတစ်လအတွင်းမှာဒီအခြေအနေတွေတိုးတက်ပြောင်းလဲလာဖို့ရှိအခုချန်နေစားပြီးတစ်လအတွင်းဒါမှမဟုတ်အခုချန်အမြန်ဆုံးဆိုရင်အခုချန်နေစားပြီး6ရက်အတွင်းဒီနေ့ဒီတက်ပို့ကြမယ်ဆိုအခုချန်နေစားပြီးတော့6ဘတ်အတွင်း6ဘတ်ဆိုတော့2လပေါ့နော်အဲ့တော့ဒီတစ်လ2လအတွင်းမှာကိုယ့်ရဲ့အခြေအနေတွေတိုးတက်ကောင်းမလာဖို့ရှိတယ်နော်ဒီငွေကြေးနဲ့ပတ်သက်တဲ့အခြေအနေတွေတိုးတက်ကောင်းမလာဖို့ရှိတယ်ဒီမိသားစု စီးပွားရေးအစားရှိသဖြင့်ပို့ပြီးတော့တိုးတက်ကောင်းမလာဖို့ရှိတယ်နော်အာ angel message ကြည့်လိုက်ရအောင် ဒီကြောင်းလဲနဲ့ပတ်သက်ပြီးတော့ angel တွေကကိုယ်ကပြောကြင်လဲ don't stop တဲ့အဲ့တော့ဆက်ပြီးတော့ကြိုးစားပါဒီမှာလဲ courage ဆိုတာပါတယ်နော် courage ဆိုတာပါတယ်အဲ့တော့ရဲစွမ်းတတိရှိရှိနဲ့စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ဆက်ပြီးတော့ကြိုးစားပါ don't stop ကိုလုံနေတဲ့အာကြိုးစားမှုတွေကိုလက်မလျှော့လိုက်ပါနဲ့ပေါ့နော်ကိုလုံနေတဲ့လုံလုပ်ငန်းတွေကိုဆက်ပြီးတော့လုပ်ပါကိုလုံစရာရှိတာဆက်ပြီးတော့လုပ်ပါနော်โอเคနောက်ဆုံးနေနဲ့ဒီ uh advice ကလေးပေါ့နော်ကြည့်ကြရအောင်အကြံပေးချင်တာကဘာလေးလဲဆိုတော့မြင်ရလားမသိဘူး okay the snail and huckleberry that trust in the invisible ah okay ဒီအခက်ခဲတွေကြော်လွှားနိုင်ဖို့ကနော်ကိုယ့်ရဲ့ကိုယ့်ရဲ့ခွန်အားကိုယ့်ရဲ့ညာနာစွမ်းအားကိုယ့်ရဲ့ကာယစွမ်းအားကိုယ့်ရဲ့အချိန်လုံလဝရီရအစရှိသဖြင့်အဲ့ဒါတွေလဲပါတယ်လို့ ဒီ invisible မမြင်ရတဲ့စွမ်းအားတွေကလည်းကိုယ်အထောက်အကူပြုနေမမြင်ရတဲ့သူတွေဆိုတာအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့အဆောင်အရှောက်တွေအစရှိသဖြင့်ဒါမှမဟုတ် universe နော်ဒါမှမဟုတ်ဒီဖြစ်ဖို့အချိန်တန်တဲ့ဟာမျိုးအဲ့တော့ timing အဲ့တော့ timing အစရှိသဖြင့် force ကိုယ့်ရဲ့အနောက်မှာရှိနေတဲ့ကိုယ့်ရဲ့အဆောင်အရှောက်တွေဒါမှမဟုတ်ကိုယ့်ရဲ့အာ universe ကြီးရဲ့ခွန်အားတွေပေးနေတယ်အဲ့တော့အဲ့အရာတွေမှာယုံကြည်ထားပေးပါယုံကြည်ထားပြီးတော့ဒီအခက်အခဲတွေကနေကျော်လွှားနိုင်မယ်လို့ စိတ်ကိုအာဆုံးဖြတ်ထားပါတော့ကိုကြော်လွှမ်းအောင်ပြစ်အောင်လုပ်မယ်ဒီမှာလဲ don't stop ဆိုတော့ဒီ situation က give up လိုက်ရမယ် situation မဟုတ်ဒီ situation ကလက်လျှော့လိုက်ရမယ် situation မဟုတ်ဘူးเนาะရှေ့ဆက်သွားရမယ် situation ဒီမှာဒီ snail ပုံလေးတွေ့တော့ဒီအချိန်နေ progress ကနှင်းတော့နှင်းမယ်ဒါပေမဲ့ကောင်းကောင်းမွန်မွန်အသီးပွင့်နေအာဒီမှာ berry ဒီလေးတွေပွင့်နေဆိုလေအသီးပွင့်နေတော့ရလာလိုက်မယ်เนาะနှေးရင်နှေးနှေးကောင်းနှေးမယ်ဒါပေမဲ့အသီးပွင့်နေကောင်းကောင်းမွန်မွန်လုံလုံလောက်လောက်ရလာဖို့ရှိတယ်လို့တွေ့ရတယ်เนาะ တော့ဒီကတ်ကဘာကိုလဲပြရလဲဆိုတော့ကိုဂျေဆုတင်တိုက်တဲ့သူတွေကိုဂျေဆုတင်ပေးပါအခုချိန်မှာကိုယ်စိတ်ထဲမှာစဉ်းစားကြည့်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်မဟုတ်ဘူးနော်ကို့ဘဝမှာဂျေဆုတင်တိုက်တဲ့သူတွေဘယ်သူတွေရှိလဲအဲဂျေဆုတင်တိုက်တဲ့သူတွေကိုဂျေဆုတင်ပေးပါပါဇက်ကပြောပြီးတော့ပဲဂျေဆုတင်တာပဲဖြစ်ဖြစ်နော်ကိုယ်စိတ်ထဲကနေဂျေဆုတင်တာပဲဖြစ်ဖြစ်သူတို့တော့ပြောပြီးတော့ဂျေဆုတင်တာပြောအဲ့လိုမျိုးဂျေဆုတိတက်တာမျိုးလေးလုပ်ပေးပါပေါ့နော်ဂျေဆုတိတက်ခြင်းအပြင်ဒီအခြေအနေပို့ပြီးတော့ အာတိုးတက်လာဖို့ရှိတယ်ပို့ပြီးတော့ကောင်းမွန်စွာကျော်လွှားနိုင်မှုရှိတယ်เนาะโอเคအာပါဝန်လေးအတွက် reading ကတော့ဒီလောက်ပါပဲပေးလိုက်တဲ့ message တွေကိုရလိုက်မယ်လို့ပြောလိုက်ပါတယ်เนาะ see you bye hello ပေါ့တူဒီ string crystal လေးကြောင်ရိုင်းတုံးလေးကိုရွေးချယ်ထားတဲ့ပေါ့တူလေးတွေအတွက် reading လေးပဲဖြစ်ပါတယ်เนาะကိုယ့်ရဲ့ဘဝရဲ့ဘယ်အစိတ်ပိုင်းတွေမှာ ဘယ်ပြောင်းလဲဘယ်လိုပြောင်းလဲလောက်ကိုရှိလဲဆိုတော့ကြည့်ပြမယ်ဒီကတ်ကတော့နောက်ဆုံးမှာကြည့်ပြမယ်ဒီ guidance ကတ်ကနောက်ဆုံးမှာကြည့်ပြမယ်နော်โอเคပထမဆုံးဒီကတ်နဲ့ကိုပွားဘယ်စိတ်ပိုင်းလဲပြောင်းလဲဖြစ်မှာဘယ်စိတ်ပိုင်းလဲဆိုတော့ကြည့်လိုက်ကြရအောင် the high priestess the high priestess ဆိုတော့လေပြောင်းလဲဖြစ်မှာကဟိုအပြင်ပိုင်းဆိုင်ရာမဟုတ်ပဲအတွင်းပိုင်းဆိုင်ရာမျိုးလို့တွေ့ရတယ်ပေါ့နော်အတွင်းပိုင်းဆိုင်ရာအဲ့တော့ personal growth ဖြစ်ပုံများတယ်အာကိုဘဝတက်လန်းနော်ကိုယ့်ရဲ့ စိတ်နေစိတ်ထားအစရှိသဖြင့်အဲ့ဒါတွေပြောင်းလဲလာဖို့ရှိတယ်ကိုယ့်ရဲ့တွေးခေါ်တွေးခေါ်ဖို့ကိုယ့်ရဲ့ယုံကြည်မှုအစရှိသဖြင့်အဲ့ဒါတွေပြောင်းလဲလာဖို့ရှိတယ်အမ်ပြီးတော့ spiritual ဘိုင်းဆိုင်ရာကိုလောက်တဲ့သူတွေအတွက်လည်းအဲ့လိုမျိုး ပို့ပြီးတော့သိရှိလာတာမျိုးပို့ပြီးတော့နားလည်လာတာမျိုးဒီမှာသူကခေါင်းထဲမှာပြရတယ်တွေ့လား intuition ဘိုင်းပို့ပြီးတော့ကောင်းလာဖို့ရှိတယ် intuition ဘိုင်းပို့ပြီးတော့အကောင်းလာဖို့ရှိတယ်နော် Okay. အာ intuition by spiritual by ပြီးတော့ personal group ကိုရဲ့ကိုယ်ရေအာကိုယ်ရေကိုယ်ရာပိုင်းဆိုင်ရာကိုယ့်ရဲ့အာစိတ်နေစိတ်ထားဆက်ရှိတဲ့ပြင်အဲ့ဒါကြီးပြောင်းလဲလာမှမျိုးဖြစ်တယ်အဲ့တော့ဘယ်လိုပြောင်းလဲလာမှလဲလေးကြည်လိုက်ကြမယ်ဆိုရင် change တော့ကိုကိုရိုင်းကလှုပ်ယူရမယ်ပြောင်းလဲမှုမျိုး okay အဲ့တော့ကိုယ့်ရဲ့စိတ်နေစိတ်ထားရဲ့ကိုကိုရိုင်းပြောင်းယူရမယ်ဥမာကိုကိုကိုအခုကိုယ့်ရဲ့ toxic trait တွေကဘာတွေလဲအဲ့လိုမျိုးတွေရှိနေရဆိုရင်ကိုယ့်ရဲ့ အာမကောင်းတဲ့အကျင့်တွေကိုကိုယ်တိုင်ပြင်ယူရမယ့်ပုံစံမျိုးလေးနော်အဲ့လိုကိုကဒီခက်ခက်တဲ့အချိန်တွေကိုရောက်နေကိုဒီအချိန်တွေကိုမရောက်နေလဲရတယ်အဲ့ဒါကိုကိုကဇွတ်နေနေတာမျိုးဆိုရင်ကိုဘက်ကပြောင်းလဲယူပြီးတော့ဒီအချိန်တွေကနေရုံထွက်ရမှာမျိုးအဲ့လိုမျိုးကိုကိုယ်တိုင်ပြောင်းလဲယူရမယ့်အပြောင်းလဲမျိုးလို့တွေ့ရတယ်နော်ဒီအပြောင်းလဲကโอเคဒီကိုယ့်ရဲ့ intuition ဘိုင်းဆိုရင်လည်းကိုကိုယ်တိုင်ဥမာပို့ပြီးတော့တရားထိုင်တာမျိုးပို့ပြီးတော့ intuition ဘိုင်းအားကောင်းလာအောင် အာလောက်ရမဲ့ exercise တွေအစားရှိတဲ့ဖြင့်အဲ့လိုမျိုးလေးတွေကိုကိုယ်တိုင်လုပ်ယူပြမှာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရပါတယ် okay ဆက်ပြီးတော့ကြည့်ကြမယ်ကိုဘက်ကဘလို action တွေလုပ်ယူလို့ရတယ် cane of sorts ဒီမှာလည်းမျက်လုံးပုံလေးတွေ့တော့လေ third eye လိုမျိုးလေးတွေ့ရတော့ spiritual ဘိုင်းဆိုင်ရာမှာပို့ပြီးတော့အားကောင်းလာဖို့ရှိတယ်နော်ဒီမှာကမျက်လုံးကိုပိတ်ထားတယ်ဒီမှာကမျက်လုံးလေး third eye လေးတွေ့ရတယ်အဲ့တော့ကိုယ့်ရဲ့တကယ့် အခု physical eyes မဟုတ်ဘဲဒီကိုယ့်ရဲ့တကယ်မျက်လုံးမဟုတ်ဘဲကိုယ့်ရဲ့ third eye อืมကိုယ့်ရဲ့ intuition ဘာမှပို့ပြီးတော့အကောင်းလာဖို့ရှိတယ်ခုနအဲ့ဒါလည်းပြောပြပါပြီโอเคကိုယ့်ဘက်ကဘာတွေလှုပ်ယူလို့ရလဲဆိုရင်မြင့်မြတ်တတတွေးခေါ်ပါမြင့်မြတ်တတချင့်ချင်ပြီးတွေးခေါ်ပါအခုပညာရဲ့အသက်တင်ယူမယ်စရှိသဖြင့်เนาะကိုယ့်စိတ်နေစိတ်ထားကိုပြောင်းလဲမယ်ကိုယ့်ရဲ့ယုံကြည်မှုတွေတွေးခေါ်မှုတွေကိုပြောင်းလဲမယ်အဲ့လိုမျိုးပြောင်းလဲဖို့လုပ်တဲ့အခါမှာ ကိုကတစ်ဖက်ကန်းခတ်တစ်ဖက်တစ်ဖက်ဆုံးရောက်လို့မရဘူးတစ်ဖက်ဆုံးရောက်လို့မရအောင်မြက်မြတ်တတ်တာဒီမှာချိန်ခွင်လေးလက်ပါမြက်မြတ်တတ်တာတွေးတော်စဉ်းစားပြီးမှပြောင်းလဲပါနော်သူများတွေလှုပ်လို့ లై လှုပ်တာမျိုးမဟုတ်ဘဲနဲ့ဒါကိုယ့်အတွက်တင့်တော်ရလားဆိုတာကိုတေချာစဉ်းစားပြီးတော့မှလှုပ်ရမှာမျိုးပေါ့နော်အဲ့လိုမျိုးလေးလှုပ်တင်ပါတယ်အဲ့တော့တေချာတွေးတော်စဉ်းစားပြီးမှပြောင်းလဲယူပါโอเคဆက်ပြီးတော့ကြည့်ကြမယ်ဘယ်ချိန်လောက်ပြောင်းလဲလေးအဖြစ်မလဲ king of pentacles ဒီမှာလဲ king of swords ဒီမှာလဲ king of pentacles okay အဲ့တော့ဘယ်လိုမျိုးလေးတွေ့ရလဲဆိုတော့ဒါနောက်နှစ်ပိုင်းမှာဖြစ်မလားမသိဘူးเนาะဒီကောက်ကိုကြည့်ပြီးတော့ pentacles လဲဖြစ်တယ်ဆိုတော့ pentacles ကနှစ်ကိုပြရတာဆိုအဲ့တော့နောက်နှစ်ပိုင်းမှာစပြီးတော့ကိုယ့်ရဲ့အဲ့အဲ့အပြောင်းလဲလေးတွေစဖြစ်လာမသိဘူးเนาะအခုက november ဆိုတော့နောက်နှစ်လဲရောက်တော့မယ် ော်အဲ့တော့2026မှာစပြီးတော့ကိုယ့်ရဲ့ဉာဏ်လင်းတွေပွင့်လာမယ်စိတ်နေစိတ်ထားတွေပြောင်းလဲလာမယ်အာကိုယ့်ရဲ့အတွေးခေါ်ပုံတွေပြောင်းလဲယုံကြည်မှုတွေပြောင်းလဲလာမယ်အဲ့လိုပုံစံမျိုးလေးတွေ့ရပါတော့ပို့ပြီးတော့အဆင့်တက်သွားမှာပဲဆိုတော့ဒီမှာ king ဒီမှာလဲ king အဲ့တော့ဒါ highest အာဒီ suit တစ်ခုမှာဆိုရင် higher တစ်ခု highest ပေါ့နော်အဲ့အမြင့်ဆုံးဆိုတော့အဲ့တော့ကိုယ့်ရဲ့ potential အမြင့်ဆုံးအထိသွားနိုင်တဲ့အခြေအနေမှာရှိတယ်ဖြစ်လာနိုင်ကြီးပေါ့နော်ကိုယ့်ရဲ့ best version ကိုသွားနိုင်တယ်လမ်းကြောင်းပေါ်မှာရောက်နေတာမျိုးဖြစ်နိုင်တယ်เนาะ okay ဆက်ပြီးတော့ကြည့်ကြမယ် angel message ဒီပြောင်းလဲနေပတ်ပြီးတော့ angel တရားကိုဗာ message ပေးခြင်းလဲ choose a new direction အဲ့တော့ဒီမှာလည်းပြောင်းလဲမယ်လို့ပြောတယ်အဲ့မှာ change လို့လည်းပါတယ် choose a new direction လည်းပါတယ်ဆိုတော့ပြောင်းဖို့ပြောင်းရမှာနော်အဲ့တော့နှစ်ကတ်လုံးကဟိုတရမဟုတ်တဲ့ oracle နှစ်ကတ်လုံးကဒီပြောင်းလဲဖို့ကိုပြောနေတယ် လမ်းအသစ်ရွေးဖို့ကိုပြောနေတယ်ဆိုတော့ကိုယ့်ဘက်ကပြောင်းလဲတစ်ခုခုတော့လုပ်ကိုလုပ်ရတော့မယ်ဒီတိုင်းဆက်သွားနေလို့မရဘူးဒီအတွေးခေါ်နဲ့ဒီစိတ်ထားပုံနဲ့အဲ့လိုမဆက်သွားလို့မရဘူးကိုကပို့ပြီးတော့ရှင်းချက်ဖို့အတွက်ပို့ပြီးတော့ကိုဘွားအဆင့်တက်ဖို့အတွက်ကိုယ့်ရဲ့ပြောင်းလဲ ဆရာရှိတဲ့ကိုယ့်အတွင်းပိုင်းစိတ်နေစိတ်ထားတွေးခေါ် intuition ဆရှိတာတွေကို ပြောင်းလဲလိုက်ဖို့လိုနေတယ်နော်လမ်းတည့်ရွေးဖို့လိုနေတယ်ဒီလမ်းအတိုင်းဆက်သွားလို့မရတော့အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အဲ့တော့ပြောင်းလဲမှုကကိုယ့်ဘက်ကဆက်ပြီးတော့လှုပ်ရမှာပေါ့နော်ပြောင်းလဲမှုလှုပ်ဖို့လည်း तू ကအာ universe ကတွန်းအားပေးနေတယ် okay အာနောက်ဆုံးနေတဲ့ဒီ guidance ကလေးကြည့်လိုက်ကြရအောင်နော် wow နှစ်အစပဲဟုတ်တယ်နှစ်အစပဲဖြစ်လို့မဟုတ်ဆိုဒီမှာကတ်ကဒီ deck က52ကတ်ရှိရအဲ့ထဲမှာမှဒီမှာရတဲ့ကတ်က0 number 0ဒါပထမဆုံးကတ်ဒီ deck ရပထမဆုံးကတ်ဆိုတော့ဒါနောက်နှစ်ဆက်ဆာချင်းမှာစပြီးတော့ပြောင်းလဲပြင်မှန်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်ပြီးတော့အာဒီမှာ innocence တဲ့ the mouse and buttercup innocence အဲ့တော့အစ်စ်ကနေစပြီးတော့အတွေးခေါ်တွေအကုန်လုံးကိုယ့်ရဲ့အရင်တော့အတွေးခေါ်ဟောင်းနေစိတ်နေစတာဟောင်းနေကိုလုံးဝစွန့်ပစ်လိုက်ပြီးတော့ဒီ ် innocent ဆိုတာဒီ childhood ကိုပြတာမျိုးအဲ့တော့ကလေးလေးတယောက်လို့အသက်တပံပြန်မွေးဖွားတယ်လို့မျိုးအသက်ကိုယ့်ရဲ့စိတ်နေစိတ်ထားတွေပါတယ်ညာတွေတွေးခေါ်ပုံတွေယုံကြည်မှုတွေအသက်ကနေပြန်ဆရမယ့်ပုံစံမျိုးလေးတွေ့ရတယ်နော်အဲ့တော့တွေးခေါ်ဟောင်းတွေ outdated ဖြစ်နေတဲ့ဟာတွေဆွန့်လွှတ်လိုက်ပြီးတော့အသက်ပြန်ဆကြမယ်ပြီးတော့ဒီမှာအော်ဒီဒီကကဘာလို့လဲပြလဲဆိုတော့ new journey beginning အဲ့လိုမျိုး new beginnings new journey အဲ့လိုမျိုးအဲ့တော့အကုန်လုံးအသက်အသက်ဆိုတာကိုပဲပြရနေပေါ့နော်အဲ့လမ်းကြောင်းအသက်ပေါ်ရောက်မယ်ခရီးအသက်တစ်ခုစရမယ်အဲ့လိုမျိုးလေးပုံစံမျိုးတွေ့ရအဲ့တော့ဒီ message တွေအကုန်လုံးဆက်ဆက်နေတာတွေ့ရပြောင်းလဲဖို့လိုတယ်ထေချာစမ်းသပ်ပြီးပြောင်းလဲပါနော် နောက်နှစ်မှာပြောင်းလဲဖို့ရှိတယ်အဲ့ကိုယ့်ရဲ့အတွင်းပိုင်းဆိုင်ရာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ တွေးခေါ် intuition ပိုင်းဆိုင်ရာ spiritual ပိုင်းဆိုင်ရာအရာမျိုးတွေတွေပြောင်းလဲဖို့ရှိတယ်ပေါ့နော်ကိုယ့်ရဲ့ဘဝရဲ့အဲ့ဒီစိတ်ပိုင်းအဲ့ဒီကဏ္ဍမှာတိုးတက်ပြောင်းလဲမှုတွေရှိလာမယ် okay ပါသူလေးတွေအတွက် reading ကတော့ဒီလောက်ပါပဲပေးလိုက်တဲ့ message တွေကိုလည်းရလိုက်မယ်လို့မျှော်လင့်ပါတယ်နော် see you bye hello ပါ three ဒီ string crystal လေးပေါ့နော်ဒီပုံစံဒီကြောက်တုံးပုံစံကြောက်ရိုင်တုံးပုံစံ စထရင်းလေးကိုရွေးထားတဲ့ပါထရီလေးတွေအတွက်ရီဒင်းမျိုးစာပြမှာဖြစ်ပါတယ်1111 border ပြီးမှာကိုကွာပဲနေရာတွေမှာဘလို့ပြောင်းလဲတွေလာဖို့ရှိလဲကိုဘက်ကဘာတွေလုပ်နိုင်မလဲဆိုတာကိုကြည့်ပေးမှာပေါ့နော်တကယ်ချမ်းစီနဲ့ဒီကက်ကတော့နောက်ဆုံးမှကြည့်မယ်ဒါက guidance ကโอเค ပထမဆုံးဒီကတ်လေးနဲ့ကိုကိုရဲ့ဘဲစိတ်ပိုင်းမှာအပြောင်းလဲဖြစ်မှလဲဆိုတော့ကြည်လိုက်ကြအောင် Ace of Pentacles Ace of Pentacles ဆိုအသက်စားတဲ့နေရာတွေမှာပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်အလုံးနဲ့ပတ်သက်ပြီးတော့အသက်စားတဲ့နေရာတွေမှာအလုံးအသက်စားတာမျိုးငွေကြေးရေးအာ business အသက်တခုခုစားတာမျိုးအဲ့လိုမျိုးပေါ့နော် opportunity တခုခုအာခွင့်လန်းတခုခုစပြီးတော့ရောက်လာတော့မယ်ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ Okay lâu ngắn cài ngắn lâu tết tạm hộ si bay tết này lúc bóng sáng mới đi truy ài sao bây giờ chả bây giờ là vô gì là ai nhận được cả enlightenment enlightenment rồi giờ nó ông cả cô lâu mà mà sinh ra mi cái này chả nhiều à khu chạy mà mà show chơi chỉ cô calling ရလာမယ်အခုချိန်မှာရုပ်တရက်ကြီးကိုကိုကောင်းနဲ့ပေါ်လာကိုစိတ်တယ်ပေါ်ဟဲ့ငါဒါလှုပ်တင်တယ်ဟဲ့ငါဒီအလုပ်ကိုရှောက်တင်တယ်ငါဒီအလုပ်စတင်တယ်ငါဒီလုပ်ကထွက်ပြီးတော့နောက်အလုပ်တစ်ခုကိုစတင်တယ်အဆရှိတဲ့ပြန်ပေါ့နော်ဒီလုပ်ကနေထွက်လိုက်တင်တယ်အဲ့ဒီတော့မှနောက်နောက်အလုပ်တစ်ခုစာခွင့်ရမယ်အဲ့လိုပုံစံမျိုးလေးအဲ့ business တစ်ခုခုဆိုရင်လည်း idea တစ်ခုခုထွက်လာတာမျိုးအဲ့လိုမျိုးကိုကောင်းနဲ့ရုပ်တရက် idea တစ်ခုခုရောက်လာတာမျိုး ဲ့တော့ဒါကအရင်တော့မတွေးမိခဲ့တဲ့အရာမျိုးအခုချိန်ကျမှအချိန်တန်လို့လှုပ်ဖို့အချိန်တန်လို့အောင်မြင်မဲ့အချိန်တန်လို့ခေါင်းထဲကိုရောက်လာတဲ့ idea တစ်ခုခုဖြစ်နိုင်တယ်เนาะအဲ့လိုပုံစံမျိုးနဲ့အပြောင်းလဲဖြစ်မှာမျိုးတွေ့ရတယ်ဆက်ပြီးကြည့်ကြမယ်ကိုဘကပါလှုပ်လို့ရတယ်ကိုဘကဘာမှထွေထူးလုံးနေကြမလို့ဒီ flow တိုင်းပဲတော်ရုံပဲ idea ပေါ်လာတဲ့အခါမှာ ထပြီးတော့လှုပ်ရှားရှိတာလှုပ်လိုက်အောင်ပဲလို့တွေ့ရတယ်ကိုဘက်ကထွေထူးထူးလှုပ်ရှားရရှိမနေဘူးဒီ four of swords ဆိုတော့လေကိုဘက်ကဘာလှုပ်တယ်လဲလို့မေးလိုက်ရင်အနားယူတယ်နော်အဲ့အဲ့လိုမျိုးတွေ့ရအနားကောင်းကောင်းယူပြပြဝဝအနားယူတော့မှကိုကောင်းတဲ့မှာ idea အသစ်တွေအာပေါ်လာမယ်နော်ပြီးတော့ဒါအိမ်မက်ကရတဲ့ idea မျိုးလည်းဖြစ်နေပါဆိုတော့ဒီမှာပုံပုံမှာ main ကလေးက8နေရဆိုတော့လေ အိမ်မက်ထဲကနေကို့အာပြောကို့ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်နိုင်လာတာမျိုးပေါ့နော်အဲ့လိုမျိုးလေးဖြစ်နိုင်တယ်เนาะအလုပ်ပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာမှာကို့ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်လာနိုင်တယ်အဲအများများလေးအနာယူပေးဖို့လိုတယ်ကိုစိတ်ပင်မလူပင်မမခံနဲ့ပေါ့နော်ကိုဘက်ကဘာလို့တန်လဲဆိုရင်ပြပြောကအနာယူပါအဲ့တော့မှကို နိုးထတဲ့နဲ့အချိန်မှာနိုးထခွင့်ရမယ်။ပြီးရင် idea ကောင်းကောင်းလေးလည်းထွက်လာမယ်။ကိုပြပြပေါ်ကအနားယူတော့မှကိုယ့်ရဲ့ခေါင်းကလည်းညံရွှင်မှန်ပေါ့နော်။အဲ့လိုပုံစံမျိုးလေး။ Okay ။ဆက်ပြီးတော့ကြည့်ကြမယ်။ဘယ်အချိန်လောက်မှဖြစ်ဖို့ရှိလဲ။ Oh okay justice ။ justice ဆိုတော့အခုချိန်မှာကဒါတချို့လူတွေတော့အခုချိန်မှာကိုယ့်ရဲ့ contract ဒီအလုံးနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်ငွေကြေးနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ် contract တစ်ခုခုလောက်ထားချုပ်ဆိုထားဆိုအဲ့ contract ပြည့်ပြီးသွားရင်အသက်စားလို့ရပြီเนาะအဲ့လိုပုံစံမျိုးလေး음နောက်တချို့လူတွေအတွက်ကြာတော့ဒါက17ရက်ဒါမှမဟုတ်17ဘတ်အတွင်း17လလောက်ထိတော့မကြောက်တာမြန်တယ်ဘာလို့ဆိုတော့ justice major arcana card ဆိုတော့လေမြန်တယ်ဒီ event ကကြီးကြီးမားမားဖြစ်မှာကိုအတွက်ကိုအတွက်ကြီးမားတဲ့အာပြောင်းလဲတစ်ခုဖြစ်တယ်ပြီးတော့ အကြာကြီးလည်းမဟုတ်ဘူးเนาะအာအလွန်ဆုံး7တပတ်ပဲ7တပတ်ဆိုတော့နှစ်လ3လအတွင်းပေါ့เนาะအဲ့တော့7ရက်အမြန်ဆုံး7ရက်အလွန်ဆုံး7တပတ်เนาะအဲ့တော့နှစ်လနဲ့3လကြာအတွင်းမှာဒီပြောင်းလဲလေးတွေဖြစ်လာဖို့ရှိတယ်ပြောင်းလဲလေးမဟုတ်တာပြောင်းလဲကြီးပြီးတော့ပေါ့ဆိုဒီမှာကတည်းက enlightenment เนาะပြီးတော့ဒီမှာလည်း major အခါနာကအစားရှိတဲ့ပြင်ပေါ့เนาะ Okay ဆက်ပြီးတော့ကြည့်ကြမယ် angel message ပေါ့เนาะဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ ကို angels တရားပါပြောချင်တယ်လားဟောဒါကြတော့ဘာမှတိုက်ဆိုင်မနေဘူးဒါမှမဟုတ်ဆိုင်နေလားโอเคတချို့လူတွေအတွက်ဖြစ်လိမ့်မယ်နော်တချို့လူတွေအတွက်ဒီအပြောင်းလဲဒီ enlightenment ရသွားမယ်ဆိုတာမျိုးအခြေရေးမှဖြစ်နိုင်တယ်ခုန enlightenment ကို ရှင်းပြထားတယ်လို့ကိုအခုကြမှာကောင်းနေဝင်လာတာမျိုးအရင်တော့က ဒီလူကကိုယ်ပေါ်မကောင်းလို့ထင်ထားတယ်ဆိုရင်အခုကောင်းတယ်လို့မြင်လာမယ်အဲ့လိုပုံစံမျိုးအရင်တော့ကိုယ်အဲ့လူကကိုယ်ပေါ်ကောင်းတယ်လို့မြင်ခဲ့တာမျိုးဆိုလို့ရှိရင် အခုအချိန်မှာအဲ့လူကတောက်စစ် trade တွေမကောင်းတဲ့ trade တွေမြင်လာပြီးတော့ဒီ relationship ကနေရုံထွက်ဖို့ကြိုးစားမှာမျိုးဆက်ရှိမှာဒါတချို့သူအတွက်ပဲနော်အဲ့လိုမျိုးလေးတွေ့ရတယ်အဲတော်တော်များများအတွက်ကတော့ဒီ romance ကဘာဖြစ်နိုင်လဲဆိုတော့ကိုယ်ဒီကိုယ်ဘဝမှာအစ်စ်စမဲ့ career ပဲဖြစ်ဖြစ် business ပဲဖြစ်ဖြစ်နော်အလောက်ကိုင်းပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အာ timing ပေါ် timing ဘက်ကကိုယ့်ရဲ့ချစ်သူဒါမှမဟုတ်ကိုယ့်ရဲ့အရင်ဒီဆုံးသူအဲ့လိုမျိုးပေါ့နော်ကိုအရင်ရင်နေရတဲ့သူအရင်ချစ်ရတဲ့သူအဲ့လိုမျိုးလူနဲ့တိုင်မယ်မှာပေါ့အဲ့လမ်းကြောင်းကိုသွားဖို့အတွက်ကိုအဲ့လိုပုံစံမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့အကူအညီအများကြီးနဲ့စီးပွားရေးအသက်တစ်ခုစပြင်မယ်ဒါမှမဟုတ် အာလုပ်ငန်းအသစ်တစ်ခုခုစပြင်မယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ကံနေကောင်းလာမယ်နော်โอเคနောက်ဆုံးအနေနဲ့ဒီကံလေးနဲ့ဘာ guidance တွေရှိလဲဆိုတာကိုကြည့်ကြမယ်โอ้ the moth and eucalyptus okay an ending နဲ့ okay ခုနကတော့လည်းပြောထားတယ်ဒီ online demand ကမှာကနေကပြောထားတာပါလဲဆိုတော့တစ်ခုခု မကောင်းတာကိုတီးလိုက်လို့လက်လွတ်လိုက်ပြီးတော့အာအစ်စ်ပြန်ဆရာမျိုးအဲ့တော့ဒီဟာလည်းအဲ့ဒါမျိုးပြနေအာကို့ဘွားမှာအဲ့ခုနပြောတဲ့နေရာတွေမှာပေါ့နော်တချို့လူတွေအတွက်က romance ဖြစ်နိုင်တယ်တချို့တော်တော်များများအတွက်ကနော်လူအများစုအတွက်က romance အဲ့ relationship ဖြစ်နိုင်ပြီးတော့လူအများစုအတွက်ကဒီငွေကြေးလုပ်ငန်းပိုင်းဆိုင်ရာအာလောက်ကိုင်းဆိုင်ရာဖြစ်နိုင်တယ်အဲ့တော့အရင်တော့က အလုတ်ကင်ကိုလက်လွတ်လိုက်ပြီးတော့အလုတ်ကင်တစ်ခုထပ်ရှာတာမျိုးအလုတ်တစ်ခုအသက်ထပ်ရှာတာမျိုးဒါမှမဟုတ်အရင်တော့ကလုတ်တဲ့ business တစ်ခုကိုအဆုံးသတ်လိုက်ပြီးတော့ business အဲဒီစီးပွားရေးတစ်ခုကိုအဆုံးသတ်လိုက်ပြီးစီးပွားရေးအသက်တစ်ခုဆက်ရှာတာမျိုးဆားရှိတဲ့ဖြစ်ပေါ့နော်အဲလိုပုံစံမျိုးလေးဖြစ်နိုင်တယ်အဲ့တော့အဆုံးသတ်တစ်ခုကိုတော့အရင်ကြုံရလိမ့်မယ်ဒီဟာမလာခင်ဒီကြောင်းလဲမှုမလာခင်အဆုံးသတ်တစ်ခုကိုတော့ကြုံရ ကြုံရဖို့ရှိတယ်။အဲ့အဆုံးသတ်အတွက်ကိုစိတ်မပူပါနဲ့။ဘာဖြစ်လို့လဲဆိုတော့ဒီမှာဒီကပ်မှာလေဒီ eucalyptus အရွက်လေးတွေကဒီ mold လေးကိုပတ်ပတ်လဲထားတာတွေ့ရမလား။အဲ့တော့ကိုယ့်ကိုကာကွယ်ပေးနေတယ်။ဒီ eucalyptus ရဲ့အာစီယာဟိုတချို့ဆေးဘက်ဝင်တယ်ပေါ့နော်။အဲ့လိုမျိုးပြောကြတာမျိုးရှိတယ်။အဲ့တော့ဒီကိုယ့်ကိုကူစားပေးနိုင်မယ်ပေါ့။ကိုယ့် ကာကွယ်စောင့်ရှောက်ပေးနိုင်မယ်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ကိုယ်ကာကွယ်စောင့်ရှောက်ပေးမှန်းသူတွေရှိတယ်ကိုယ်ကူစားပေးမှန်းသူတွေရှိတယ်အာဒီအဆုံးသတ်လာတဲ့အခါမှာအရင်တွေးပြီးတော့ကြောက်စရာမလိုဘူးတွေးပြီးတော့ပူစရာမလိုဘူးလှုပ်ရှားရှိလို့လှုပ်ရမှာအချိန်တန်လို့လှုပ်ရမှာမျိုးနော်အဲ့တော့ဒီမှာအသက်ဆဖို့ကလည်းချက်ချင်းကိုပြနေပြီအသက်ဆဖို့ကလည်းပြနေပြီနော် enlightenment တွေလာဖို့လည်းရှိတယ်ပြီးတော့ကိုကဒီမှာအနားယူဖို့လည်းလိုအပ်တယ် ဲ့တော့ဒီအဆုံးသက်ကိုကိုကကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်မှာနော်ဒီအဆုံးသက်ကလည်းအာဒီမှာ justice ဆိုတာ ਨੇ ပြန်ဆက်ဆက်မယ်ဆိုဒီအဆုံးသက်ကလည်းကို့အတွက်အာဘယ်လိုပြောရမလဲတင့်တော်တဲ့ကိုနဲ့ထိုက်တန်တဲ့နော်အဆုံးသက်နဲ့အစတခုဖြစ်တယ်ဒီဟာအဆုံးသက်ပြီးတော့နောက်တစ်ခုစမှာကို့အတွက်လုံးဝထိုက်တန်တဲ့အရာတခုဖြစ်တယ်နော်အာကိုတို့တရားမျှတမှုရသွားတာမျိုးဖြစ်သွားလိမ့်မယ်နော်โอเค အာပါ3 day တွေအတွက် reading ရတော့ဒီလောက်ပါပဲပေးလိုက်တဲ့ message တွေကိုရလိုက်မယ်လို့မျှော်လင့်ပါတယ်เนาะ see you bye